USDP ပါတီစစ်တပ်ကနောက်ခံမြန်မာပြည်ရဲ့အဖြစ်ပေးကြံ့ဖွဲ့လို့ဘသူဖြစ်နိုင်ပါဖွတ်တက်ပြီးလေပြည်ခိုင်ဖြိုးခေါ် USDP ခေါ်ကြံ့ဖွဲ့ခေါ်ပြည်ထောင်စုကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီဟာစစ်တပ်အာဏာသိမ်းလို့ဝပြီးရင် စေဝှချုပ်ရီမလုပ်တော့ပဲရတပါတီအဖြစ်ဆက်လက်အုပ်ချုပ်ဖို့ဖွဲ့ထားတဲ့ပါတီပါ ရာဇဝင်လူစုလက်နက်ကိုင်တခိုးဓမြဗိုလ်ကြီးက တိုက်ရပါငွေတွေနဲ့ရွမျက်နှာဖုံးဖျားလူကြီးခောပကကြီးလုံနေတာမျိုးပေါ့အရင်ကမဆာလာမြမဆိုရှယ်လစ်လမ်းစဉ်ပါတီလိုတာဆညာတိုင်းရင်သားစီလုံးညီညွတ်ရေးပါတီလိုစစ်တပ်ပါတီပါပဲဒါကြောင့်လဲ2025ရွေးကောက်ပွဲကျင်ပဖို့၃လလောက်အလိုမှာပဲကြံ့ဖို့ပြည်ခိုင်ဖြိုးကအမှတ်30လောက်ကြိုးတင်အနိုင်ရနေပါပြီဒီစဘာ28မှာရွေးကောက်ပွဲလုပ်ပြီးရင် ကြံ့ဖို့ပဲမဲနိုင်သွားမှာပါမိရင်တော့စစ်တပ်အာဏာကိုစစ်တပ်ပါတီဖြစ်တဲ့ကြံ့ဖို့ကို လွှဲပေးမှာပေါ့တမတာကတော့ဥမင်းအောင်လှိုင်ပေါ့ဗျာတမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မင်းအောင်လှိုင်ကနေတမတာဥမင်းအောင်လှိုင်ကို အာဏာလွှဲလိုက်မှာပါအရင်ကဗိုလ်ချုပ်ကြီးနေဝင်ကနေတမတာကြီးဦးနေဝင်ထံအာဏာလွှဲသလိုပါပဲတတိထားရမှာကအ 2025ရွေးကောက်ပွဲမဲဆွယ်ကာလမှာလဲနေဦးဒေါ်လာရေးတိုက်ပွဲကို ပြင်းပြင်းထန်ထန်တိုက်ခတ်ရမယ်ဆိုတာပါပဲမဲရွေးပွဲပြီးရင်လဲကျွန်တော်တို့နေဦးဒေါ်လာရေးတိုက်ပွဲကို ပြင်းပြင်းထန်ထန်အချိန်မြင့်စစ်အာဏာရှင်ပြုတ်ကျသည့်အထိဆက်လက်တိုက်ခတ်ရမယ်ဆိုတာပါပဲကျန်ဖို့ဤမူလအစား အရင်စစ်တော်အမြင့်မြေကဆိုသလိုစစ်တပ်ကအယက်သားဟန်ဆောင်ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီးအစိုးရလှုပ်ချင်တော့ပါတီထောင်ပါတယ်။1988ခုနှစ်မှာစစ်တပ်ပါတီအဖြစ်တာဆာညကို ဖွဲ့ပါတယ်။1990ရွေးကောက်ပွဲမှာတာဆာညပါတီဟာခွက်ခွက်လန်ရှုံသွားပါတယ်။ရှုံမှာပေါ့။တာဆာညဟာမဆာလာကို အမိပြောင်းထားတဲ့ပါတီကိုဗိုလ်ချုပ်တန်းရွှေဦးဆောင်တဲ့စစ်တပ်ဟာ တာဆာညပါတီသုံးမရဒေါ်မှန်တီးတဲ့အခါမှာတော့ကြန့်ဖို့ကို ဖွဲ့စည်းပါတယ်ပထမမှာတော့ပြည်တော်စုကြန့်ခံရင်းနဲ့ဖွံ့ဖြိုးရေးအသင်း USDA ကိုစာဖွဲ့ပါတယ်ပြည်တော်စုကြန့်ခံရင်းနဲ့ဖွံ့ဖြိုးရေးအသင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း USDP ဟာနိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက1993ခုနှစ စတင်ဘာ5ရက်ကစတင်ထူထောင်ခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ဘ ਹੁ ဌာနချုပ်နေပြည်တော်မှာရှိခဲ့ပြီးတော့ဘ ਹੁ အသင်းတသင်းပြည်နယ်နဲ့တိုင်းရင်းသင်း18သင်း၊ခရိုင်အသင်း66သင်းမြို့နယ်အသင်းပေါင်း320ပါဝင်ပါတယ်။2009ဧပြီလကောက်ယူထားတဲ့စာရင်းတွေအရာ အသင်းဝင်တဲ့သူဟာ52သန်းရှိခဲ့ပါတယ်။ရှိမှာပေါ့။ចောင်းသားနဲ့ဝန်တန်းတွေအလုံးမဝင်မနေဆွဲထည့်ထားတာကို 2010ပြည့်နှစ်မတ်လ29ရက်နေ့ကျတော့ပြည်တော်စုကြံခံရေးနဲ့ဖွံ့ဖြိုးရေးပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပြီးအထွေထွေတွင်ရေးမှုလည်းရစိုက်ပျိုးရေးနဲ့ဆယ်များဝင်ကြီးပို့ချုပ်ထေဦးဖြစ်ပါတယ်။ကျန်းဖို့အတင်းဆောက်ဖွဲ့တာကဗိုလ်ချုပ်တန်းရွှေဗိုလ်ချုပ်မောင်အေးဗိုလ်ချုပ်ထေဦးအောင်တောင်းစတဲ့သူတွေကဥဆောင်နေတာကစစ်တပ်ပါတီဆိုတာထင်ရှားနေတာပါ။ ကြံဖို့အသင်းယုံကနေပြီးတော့မှရှိပါတယ်တနိုင်ငံလုံးယုံအားလုံးလဲငှားကပေးเสียရမလို့ပါအပိုင်သိန်းရေကမီးကပေးเสียရမလို့ပဲစစ်တပ်အာဏာနဲ့ရနေကြပါတယ်ကြံဖို့ပါတီပြောင်းလိုက်တော့လဲအခွင့်အတူခံအကုန်လုံးရနေတော့တာပါပဲကြံဖို့မင်းဆက်ပလင်တက်တော့ဖုတ်တက်မွဲတီမြမပြီမှာစားเสียရမရှိပြည်သူများ ထားเสียမရှိတဲ့အုပ်ဆိုးသူများခြားနာသွားကြပါလေတည်းကြံဖို့လက်အောက်ဖွတ်ထက်မွဲတဲ့တိုင်းပြည်ပေါ့ကြံဖို့အတင်းကြံဖို့ပါတီဝင်ပါကမှပုံတင်မလို့အတင်းဝင်ကတ်တာလိုပါတယ်ပါတီဝင်ကတ်တာလိုပါတယ်လူမျိုးသားပဲဖြစ်ဖြစ်စီဝိုင်းသမားပဲဖြစ်ဖြစ်နိုင်ငံချမ်းသားပဲဖြစ်ဖြစ်ကြံဖို့ကတ်နဲ့အားလုံးပြီးပါတယ်လာဝကဝင်ကြီးခင်ကြီးက ရခိုင်ကလူ9သိန်းကို white cat တွေလုတ်ပေးခဲ့တာလည်းရှိပါတယ်။စီပွားရေးလုတ်ွက်အားလုံးလည်းကြမ်းဖက်ကလူတွေကသာရပါတယ်။ဒီလိုအချင်းနေမှာမှတတိုင်းပြည်လုံးမမွဲရင်ဖုတ်မတက်ရင်ဘသူတွေကမွဲပါအောင်မလဲ။ကြမ်းဖက်အာနာပိုင်းလူကြီးတွေနဲ့နောက်လိုက်အဆင့်အဆင့်ကတော့ချမ်းသာကြတာကြီးကြီးတပေါ့။စီပွားရေးလုပ်ငန်းဟုသမျှသူတို့ဟာပါပဲ။ပန်းဆိုင်မှုတွေများလို့တော့ထားတဲ့နေရာမရှိမြေတွေထက်သိမ်းပြန် အိမ်တွေထက်ဆောက်ပြန်တာပေါ့ပြည်သူလူထုတွေကတော့ဖွတ်တက်လို့မွဲကုန်တာပေါ့ဗျာပြည်သူတွေငားဖမ်းနေတဲ့အိုင်လေးကိုကြံဖို့ကတိန်ထားတော့ငားရှာစရာအိုင်ကလေးတောင်မရှိတော့တာမျိုးလေစားစရာမရှိသူနဲ့ထားစရာမရှိသူများပါပဲကြံဖို့တွေတက်တော်သိမ့်ပြီးတည်ရောက်စားခြင်း အခုစစ်ကောင်စီပြန်ကြားရေးဝန်ကြီးဗိုလ်ချုပ်မမအောင်ဟာအရင်ကကျန်းဖို့ပါတီရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပါသူကို RFA တရင်ဌာနကမိခဲ့ပါတယ်ကိုတော့ငါဒေါ်ထဲမှာဗိုလ်ချုပ်အနေနဲ့တတော်အေကတထောင်ကိုတေကကြက်တုံတောင်းလုံးနဲ့ကျွန်းဆိုင်မြေအဖြစ်တင်းကွန့်လုတ်ပိုင်ခွင့်ရတယ်လို့ကြားပါတယ်ဟုတ်ပါသလားဆိုတော့ဗိုလ်ချုပ်မမအောင်ကမငင်းမဲပြန်ပြောပါတယ် တတော်ရိုင်းမြေတရေကကိုမှနိုင်ငံတော်စရိတ်ကြက်3000နဲ့ယူလို့အပြစ်ပြောနေတာလားဗျကျုပ်ကမှဧကတထောင်ပဲယူတာပိုချုပ်စိန်ထွားဆိုရင်ဧက3000တောင်ယူတာဗျဆိုပြီး ပြန်ဖြေခဲ့ပါတယ်သူတို့ဟာတတော်မြေတွေကိုတိမ့်နေကျွန်ဆိုင်ဖို့အကြောင်းပြပေမဲ့မဆိုင်ပါဘူးတိမ့်ထားတဲ့ဒေါ်တွေတဲကတက်မှန်သမျှခုတ်ရောင်းပြီးချမ်းသာသွားကြတာကျန်းဖို့ကောင်းဆောင် ပိုချုပ်ကြီးတွေပါပဲ တတော်တွေမှာကရင်နံလုတ်ွက်ကြောက်စိမ့်လုတ်ွက်ငါးဖန်းလုပ်ငန်းစက်ယုံလုတ်ယုံလုပ်ငန်းကမ္ပဏီလုပ်ငန်းစသဖြင့်တပြည်လုံးဟာ သူတို့သာပိုင်ကြပါလေကျန်းဖို့ဥက္ခရတွေအလုံးဘီလီယံနာတွေကြီးပါပဲပိုချုပ်သေးဦးပိုချုပ်သိန်းစိန်ပိုချုပ်ရွှေမန်းပိုချုပ်တန်သေးပိုချုပ်ခင်ကြီးစတဲ့ကျန်းဖို့ဥက္ခရအဆက်ဆက်အလုံးဟာကျန်းဖို့ပါတီနဲ့စစ်တပ်နှစ်ခုစလုံးမှာခွာပြီးကြီးပွားချမ်းသာနေကြတာပေါ့ ချမ်းသာသူတွေကတော့သူတို့ကြံ့ဖို့ကောင်းဆောင်ပို့ချုပ်တွေပါ။ငွဲတင်နေတဲ့သူတွေကတော့တပြည်လုံးပါပဲ။ဒါကြောင့်2020မှာအနန္တီကမဲ့ပြတ်တနိုင်သွားတော့စက်ခွက်ဖြောက်သွားတာက ခင်ရီတို့လေ။ဒါကြောင့်ကြံ့ဖို့နဲ့ပါတီပေါင်း40ကစစ်တပ်ကိုအာဏာပြန်သိမ်းခိုင်းတာပါ။မှတ်မိပါဦးမယ်။သူတို့လက်ချက်ပေါ့။အဓိကအာနာသိန်းခန်းရတာကတရက်ခန့်ကြံ့ဖွက်ပါတီပါအခုတိုင်းပြည်မှာစိုးနေတဲ့အခြေအနေမှန်သမျ အာနာသိန်းခိုင်းခဲ့ပါတော့ကြံ့ဖွက်လဲစစ်တပ်မအားလာနဲ့အတူတူ အမှုတွေတရခန့်တွေပါပဲဖွတ်တက်မှာဒေချာနေပြီအာနာသိန်းစစ်ကောင်စီနဲ့သူ့ရဲ့လော်ဘီတွေကတော့2025ရွေးကောက်ပွဲဟာစစ်တပ်အာနာသိန်းထားတာကို ဆုံးသက်ပြီးဒီမိုကရေစီကို သွားမဲ့ဟာလို့ပြောနေကြပါတယ်သတိအခါခါရကြအောင်ပါပါရွေးကောက်ပွဲပြီးရင်စစ်တမ်းလျားပြန်ပါမယ်ဆိုတာက 88ကလေးကပြောခဲ့တာပါ။ကာကျုပ်စောမောင်ကပြောခဲ့တာပါ။မရောက်နိုင်လဲပြောခဲ့တာပါပဲ။2020ရွေးကောက်ပွဲပြီးစားအင်တာဗျူးမှာရွေးကောက်ပွဲရလဒ်ကိုလက်ခံမယ်လို့မရောက်နိုင်ကပြောခဲ့ပါတယ်။ပြောပြီး2လမှာပဲအာနာသိမ့်ခဲ့ပါတယ်။အခုလည်းပဲ2025ရွေးကောက်ပွဲပြီးရင်တရားပေါက်နိုင်မှာပါလို့တစ်ပြေးနေတဲ့ခင်ကြီးတို့ကြံ့ဖွဲ့ပါတီတက်လာရင်လဲဖွတ်တက်မှာပါပဲ။နောက်ပိုင်း စစ်တပ်ကအကြောင်းမျိုးမျိုးပြတစ်ချိန်ချိန်အာနာသိမ့်မြန်ရင်လဲဖို့ဘိုးအေဖြစ်မြစ်တီထက်ထက်ညစ်ကြအောင်ပါပါ ကောင်းစရာတော့မမြင်ပါတမိုင်းတစ်ဖက်လဲပေမဲ့အရင်လိုမတူပြည်သူကတည်နေပြီ1962မှာဆရာနာသိမ့်ပါတာဆရာနာသိမ့်ပြီးတဲ့နောက်မဆလာအယတာပြောင်းပါတယ်88မှာ အာနာထက်သိမ့်ပြန်ပါတယ်နောက်ပြီးကြံ့ဖို့အယတာပြောင်းခဲ့ပြန်ပါတယ် 2026မှာလဲစကာမာကနေကြံဖွဲ့အရတာဆိုးရကိုပြောင်းပါအောင်မယ်။ရာကောင်းရပါလိမ့်မယ်။ဒါပေမဲ့တမိုင်းမှာ တကြော့ပြန်ပြီးတခါရလို့နိုးနိုးနဲ့ထက်ရအောင်မလားဆိုတာတော့မသေးကြတော့ပါ။အခုတခါနိုင်ငံတကာတိုက်ဝန်းကအရင်အခါတွေကနိုင်ငံတကာအတိုက်ဝန်းတွေမဟုတ်တော့ပါ။နောက်ပြီးအခုတခါမြမပြည်သူလူထုကအရင်မြမပြည်သူလူထုမဟုတ်တော့ပါ။ ြည်သူ့အခွင့်အရေးကိုပြည်သူတွေကိုယ်တိုင်ပြန်ရဖို့နေဦးတော်လန်ရေးကြီးမှာအစွမ်းကုန်စူးစမ်းနေကြပါပြီ။ကြံ့ဖို့စစ်ဖို့ဘဲဖို့မှအတက်ခံကြတော့မှမဟုတ်ပါကြောင်းတင်ပြလက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ဒီဝီဗီမှာဖော်ပြထားတဲ့ဆောင်းမရှင်မောင်တူးရဲ့ဆောင်းပါလက်ရဖြစ်ပါတယ်ခင်ဗျာ။